မောင်နှံမြို့နယ်အုပ်ချုပ်ရေးမှုယုံမှာရဲရော်အုပ်ချုပ်ရေးမှုများအားစင်ကိုရေးလူငယ်များစစ်မှုထမ်းရန်မင်းချမဲ့လိုက်တဲ့ဆိုတဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပါမယ်။အောက်တိုဘာလ20ရက်မနစင်နာရီခင်းကအာရကန်ပြည်နယ်မောင်နှံမြို့နယ်ရှိရဲရော်အုပ်ချုပ်ရေးမှုများအားမြို့နယ်အုပ်ချုပ်ရေးမှုယုံသောစင်ကိုရေးအစည်းအဝေးကျင်းပခဲ့ကြောင်းသိရပါတယ်။အဆိုပါအစည်းအဝေးတွင်မောင်တော်မြို့နယ်အုပ်ချုပ်ရေးမှုက မြို့ပေါ်ရှိရစ်ကွက်ဆေကူမဝင်းကြအမျိုးသားအမျိုးသမီးငယ်အယောက်နရာစီမဖြစ်မနယ်စစ်မှုထမ်းရန်အမင်းချမှတ်ခဲ့သည်ဟုမြို့ငယ်များထံမှတည်ရရှိတတ်ပါသည်မောင်းတော်မြို့ရှိရစ်ကွက်ဆေကူတွင်မြို့မအနောက်ရဲကွယ်မြို့မထောင်ရဲကွယ်မြို့မအရှိရဲကွယ်မြို့မမြောင်ရဲကွယ်မြို့တိတ်ကေရဲကွယ်မောင်နီရဲကွယ်သရင်တန်းရဲကွယ်လာတာရဲကွယ် မြို့ဦးရဲကွက်နဲ့လေးမိုင်ရဲကွက်တို့ပါဝင်သည်ဟုကြည့်ရပါသည်အစီဝေတို့တက်ရောက်ခဲ့သည့်အောက်ချွေးမှုတအုပ်ကအာကန်ပြင်းနေ လွန်မြောက်ရဲ့အထွတ်ဗီဒီယိုအားလုံးကြီးတာဝန်ဖြစ်တဲ့အထွတ်ဝိဟင်ကြလူငယ်များစစ်မှုတန်ရဲ့အေတက်ပွေတဲ့ပူပေါင်းပါဝင်ကြရမည်ရက်ကွက်အလိုက်ဝိဟင်ကြအမျိုးသားအမျိုးသမီးငယ်အယောက်နရာစီမဖြစ်မနဲ့စစ်မှုတန်ရန်လိုအပ်သည်စစ်မှုမတတ်မနဲ့ရဥပဒေရမဖြစ်မနဲ့စစ်မှုတန်ရမည်ခုရကန်ချင်းပါလက်နက်ခိုင် ULAA ရဲ့မျိုးနယ်အောက်ချုပ်ရေးမှူးကအမင်းချမှတ်ခဲ့ကြောင်းတည်င်းရရှိထားပါတယ်အမင်းချကန်တာရသည်လူငယ်များအနာအမျိုးသားများမှာအသက် က်16နှစ်မှ65နှစ်ကြားအမျိုးသမီးများမှာအသက်16မှ35နှစ်ကြားဖြစ်ပြီးအနည်းဆုံး65ရက်ကြာစစ်တင်တဲ့ထဲရောက်ရမည်ဟုသတ်မှတ်တာကြောင့်သိရပါတယ်တည်ရင်မီများအရာစူးဆောင်းတာသည်ဝင်းကြလူငယ်များအမောင်းတော်မြောက်ပိုင်းနဲ့တောင်ပိုင်းကြီးရကန်ချင်းပလနကန် ULAA တက်စကတ်များတို့ကောင်းဆောင်သွားမည်ဖြစ်ပြီးဝင်းကြလနကန်အပွင့်များအားကံပြန်ထက်ခတ်ရန်ရည်ရွယ်တာသည်ဟုသိရပါတယ်ဤအချက်သည်ဝင်းက လူတို့အတွင်ခွေးလေးမှုများ ဖြစ်ပေါ်စေရန်ရည်ရွယ်ချဖြင့်ပရိယအဖြစ်အသုံးချနေသည်ဟု ယူဆရပါကြောင်းသိရပါသည် ဒေတာကန်တာအိုကယခုအခါဒေတာကန်ရူဟင်ဂျာများသည့်စစ်မှုထမ်းရမည့်အခြေအနေကိုကြောက်ချွန်နေကြပြီးတပ်ဖောက်ချပွေနေကြတော့လေယကန်ချင်းပါလနက်ခိုင် ULAAA ကနေဆက်လုံကြိုရဲကိုတင်းချဲတော့တင်းတင်းတသဖြင့်တပ်ဖောက်မရှိဖြစ်နေသည်ဟုဒေတာကန်များမှ ပြောကြခဲ့ပါတယ်သူတို့ဖြစ်ရများကြားတွင်မောင်းတော့တောင်ပိုင်းရှိကျောက်ပန်တို့ကျေးရွာအနီးတဝိုင်း ARSN နဲ့ယကန်ချင်းပါလနက်ခိုင် AA တို့ကြအပွဲများဆက်လက်ပြီးပါ လျာရှိပါတယ်။ကျွေရင်ကြည်ရွာတအိုးကမိဂဒိညနယတာဆက်တိုက်တိုက်ပွဲများဆက်လက်ပြပခဲ့ပါတယ်။တနက်တန်များနဲ့လက်နက်ကြီးများပိုက်ခဲ့တန်များကိုကြားရပါတယ်။သို့တော်တိုက်ခိုက်တန်ရာရရှိမှုအခြေအနေကိုတော့အတိအကျမသိရသေးဟုပြောဆိုခဲ့ပါတယ်။